ကျွန်တော်ဒီနေ့အတွက်တယောစာလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီတယောစာလေးကိုရေးသားထားသူကတော့ဆရာစာပလင်းတာပိန်ပဲဖြစ်ပါတယ်တယောစာလေးကိုဖတ်ခွင့်ပြုပါတော့ဆရာစာပလင်းတာပိန်အောင်ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပမှချစ်တော်များနဲ့အတူမြန်မာပြည်သူပြည်သားများအားလုံးဘေးကင်းကြမှာကြပါစီဗျာအေးတော်ဘုံအောင့်ကိုအောင်ရမည် ซอบลิ้นตาเป๋งเนี่ยแม่แม่หงอี้งะตะหลอกป้องชุบตอบงตะนี่ตะไนซอบลิ้นตาเป๋งเตียวညိုရဲလမ်းလျှောက်လာစဉ်မထင်မဖဲပြုံးစားကြီးဆိုသလိုမိုးတဲချီမဲကြီးရွာချသည်နှင့်ကြုံရသည်ဒီမိုးကတော့တော်ရောနှင့်ဆဲမဲ့ပုံမပေါ်ဘူးဟူတီးလို့ရေရွတ်ပြီးနောက်အနီးအနားတွင်မိုးဖော်စရာများရှိလို့ရှိ냐ရှာကြည့်လိုက်သည် မျက်စောင်းတော်နိုင်မူယခုမှဆိုင်ဆဖွင့်ရန်ရှိသည်မြမထမင်းဆိုင်တဆိုင်ကို တွေ့ရသည်လမ်းတစ်ဖက်သို့ကူးရန်စောင့်နေစဉ်မိဇံများဟိုနေရာဒီနေရာစီမနှိုးတံကိုတပြိုင်နက်တည်းဆိုသလို ကြားလိုက်ရသည်နှင့်ဒီမျိုးနယ်ဖက်မှာနေ့လယ်၁၂နာရီဆိုမိဆဖြတ်တာဆိုတော့နေ့လယ်သာစချိန်နဲ့ကြိုက်ပါပဲဟုတွေးလိုက်ခါထိုထမင်းဆိုင်စီသို့သူ့ဖြတ်ကူးလိုက်သည်ဆိုင်တွင်းသို့မဝင်မီ နှကန်း၌ဟန်ပါပါခဲ့ထားသော secret တို့ကိုမြေပေါ်တို့ပစ်ချပြီးပြောင်းလောက်အောင်တိုက်ထားသော ရှုနှက်ထိတ်ဖြင့်စက္ကန့်အနည်းငယ်ကြောင်းနင်းချေလိုက်သည်သူဆောင်းထားသောတကလန်အုတ်ထုပ်ပေါ်မှ ရေစံများကို MMA fighter တဦးဟုထင်မှတ်ရလောက်သည့်လက်သီးစုပ်အားအတာဖြန့်ပြီးနောက် လက်ချောင်းများဖြင့်တောက်ထုတ်ရင်းဆိုင်အတွင်းသို့ဝင်လိုက်သည်ဆိုင်အတွင်းသို့ဝင်လင်ဝင်ချင်း စာပလင်းတာပိန်သည်ကောင်တာနှင့်နေပြီးတဆိုင်လုံးသို့လဲလွှမ်းခြုံကြည့်ရှုနိုင်သည်သဘောစီသို့လျှောက်သွားသည်ဤသည်ကသူ့အတွက်လေးကျင့်တစ်ခုလိုဖြစ်နေသည် လမ်းမတုံမျက်နှာမူသော ခုံတွင်ဝင်ထိုင်လိုက်လင့်စကားကြံခုံများကိုလဲသူ့အလွတ်မပေးတခုံကိုညာလက်ဖြင့်လွယ်ကူကောက်ကင်နိုင်မည်ဒလွယ်ခုတ်နေရသို့ပြောင်းလိုက်သည်အကယ်၍များတစုံတယောက်ကအမှတ်မထင်လာရောက်ရန်ပြုဝါခ ချက်ချင်းဆိုသလိုပြန်လဲခုခံနိုင်ရန်ရည်ရွယ်သည် အဝင်အထွက်အတွက်ပိတ်ဆို့နိုင်သည့်အနေထားရှိသောကြံခုံများကိုမူစပွဲအောက်ဖက်သို့တွင်းလိုက်သည်ထို့နောက်ဝစ်စင်ထားသောတကလက်ကုန်းကြီးတွင်မှတိုက်တေနီယံတတ်ထုဖြင့်ပြုလုပ်ထားဟန်ရှိသည်ဘောပင်တစ်ချောင်းကိုအသာထုတ်ယူလိုက်ပြီးစပွဲပေါ်သို့တင်ကာဘောပင်ထိတ်မှခလုတ်ကိုအသာနှိပ်လိုက်သည်စင်စစ်တော်ထိုးရသည် 360ဒီဂရီရိုက်ကူးနိုင်သောလျှို့ဝှက်ဗီဒီယိုကင်မရာတစ်ခုဖြစ်သည်ယခုဆိုလင်မြည်သူမြတ်သတိမထားမိပဲတဆိုင်လုံးကိုထိုဗီဒီယိုကင်မရာကစတင်ရိုက်ကူးနေပြီဖြစ်သည်ဆောင်းလင်းတာပိန်၏ပြုမှုချက်များကိုကြည့်ရသည်မှာထမင်းဆိုင်သို့လာရောက်ပြီးနေ့လယ်စာတုံးဆောင်သူတဦးနှင့်မတူပဲအချိန်မရွေးရောက်လာနိုင်သည့်မာဖီးယားခိုင်းသားများအားသူသည်ကိုယ်သည်တန်လေတိုက်ခတ်ရန် ြိုတင်ကွက်ချပြင်ဆင်နေသူလက်မယွန့်တူးနှင့်ပင်ပို၍တူနေသေးသည်ငတလောက်ပရင်ဆိုသည်စိုင်းနမ်းမဲအောင်မှဒီနေ့စပယ်ရှယ်ငတလောက်ပေါင်းမနေ့ကစပယ်ရှယ်ငတလောက်ပေါင်းမနေ့ပြန်စပယ်ရှယ်ငတလောက်ပေါင်းဆိုသည်ရေးသားထားချက်ကိုကြည့်ယုံနဲ့ဤဆိုင်သည်ငတလောက်ပေါင်းစပယ်ရှယ်လစ်ဆိုင်မှန်းအလွယ်တကူသိနိုင်ပြီသည်ထို့ကြောင့်စာပလင်းတာပိန်လဲထမင်းနှင့်ငတလောက်ပေါင်းတစ်ပွဲကို မှာဆလိုက်သည်အယတာကတခြားဆိုင်ထက်ပုံမသာလွန်သည်ဟုသတိထားမိလောက်အောင်ပင်ငတ်တလောက်ပေါင်းကယောနူနူဖြင့်ဆ၍ကောင်းလာပေသည် ထိုခိုက်မှာပင်ငွေရှင်းကောင်တာတစ်ဝိုက်တွင် အော်ဟစ်ညှင်းခုန်နေသောစကားသံများဖြင့်စုညံပွက်နေသည်ကိုသတိထားလိုက်မိသည်ကျွန်တော်တို့အဲ့လီ ကျမတို့ဒီဆိုင်ကလက်ဆောင်ပေးမယ်ဆိုပြီးဝဲသွားတာပဲဟောဒီမှာကြည့် ဒါဝဲတဲ့နေ့ကပြည်စာဒေါ်လိုလိုဥလိုလိုရှေးကဘာတက်ခေါ်ရမှန်းမသိသည်မဲမဲလုံးလုံးပူပူနဲ့မြို့သမီးကြီးကသူ့ခေါင်းပေါ်မှာမမဟုံစပင်နဲ့တူသည့်စပင်အတူကိုနေသားတစ်ချပြန်လို့ရင်နှကန်းတလန်ပန်းတလန်ဖြင့်ပြောနေသည်ဆိုင်ရှင်အန်တီကြီးကဒီဆိုင်ကဝယ်သွားတာကဟုတ်ပါပြီအစာတော့ဆိုတာဝယ်ပြီးတပတ်စေကြမှမစတော့ဘူးပိုက်ဆံပြန်ပြီးဆိုပြီး လှုပ်လို့ဘယ်ရောက်အောင်မလဲဟုပြန်ပြောသည် ထိုအခါအသွေးပြင်းကြောင့်မဲမဲဟုန်ဟုစောင်းမလင်းတာပိန်စိတ်ထဲမှာမြည်ပေးထားသောမဲမဲလုံးလုံးမျိုးသမီးကကြောက်သွားတာက ကျမတို့ပြင်မဟုတ်ဘူးမလေးရှားသွားရင်အဲအဲမားလို့မော်လမြိုင်သွားရင်ဟိုမှာကျွေးဖို့လက်ဆောင်ဝယ်ထားတာဟု စကားမသွားတာကိုချက်ချင်းပြန်ပြင်ပြီးပြောလေသည်အခုကမသွားရတော့ဘူးဆိုလို့ ဆိုင်ဘုံငါတလောက်ပေါင်းတွေပြန်လာဖို့တော့ဖိတ်တော့မလို့လို့ဘာလို့လို့နဲ့အခုတော့တကယ်ကိုအလုရှုပ်တယ်ဟုမိကာရွေကပြောလေသည်အန်တီတို့ဆိုင်ကဒီနေ့ချက်ဒီနေ့ရောက်မေအဲ့ဒီလိုရက်ကြနေတဲ့ဟင်းတွေကိုတော့ဘလုံးမှပြန်လက်မခံနိုင်ဘူးဟုခက်ပြက်ပြက်ပြောလိုက်လေမမဲမဲဟုန်တယောက်နှုတ်မှပေါ့စီပေါ့စီပြောကပြန်ထွက်သွားလေတော့သည်စုံတော့လောကတွင်တချိန်တို့ကြော်ကြလာသည် စာပလင်းတာပိန်ဆိုသည့်နာမည်ကလွယ်လွယ်ကူကူဖြင့်ရခဲ့ခြင်းမျိုးမဟုတ်။ယခုလဲမဲမဲလုံးလုံးတော်ကြီးဟန်ပန်မူရာတို့ကိုမြင်လင်မြင်ချင်းပုံမှန်မဟုတ်လေသည်ကို စာပလင်းတာပိန်ဤဆက်မှအာယုံက ရုတ်ချီးသိလိုက်သည်။မမဟုံဤသပင်တုစွတ်ထားတော်လဲမူလရုပ်ကိုတနေရာတွင်မြင်ဘူးသလိုလိုရှိကမိမသံဖြစ်ပြောသောအတန်ကိုလဲတနေရာရာတွင် ကြားခဲ့ဘူးသည်ဟု သူထင်မိသည်။ ထို့ကြောင့်ဗီဒီယိုရိုက်ကူးထသောဘောပင်ကိုယူကာမိုဘိုင်းဖုန်းနှင့်ဆက်ပြီးပြန်ကြည့်လေသည်တကြိမ်ကြည့်ရှုယုံနှင့်ပင်ထုံမဲမဲဟုန်သည့်မြည်သူမြည်ဝါဖြစ်နိုင်မည်ဟု စာပလင်းတာပင်ရိတ်ဆားမိသွားသည်မလေးရှားငတလောက်ပေါင်းစသည့်သဲလွန်ဆောင်များနှင့်ပေါင်းဆက်လိုက်သောအခါကျင်စိုးတယောက်မလေးရှားတွင်ကျင်းပသည့်အာဆီယံစီဝေတက်ရောက်ခွင့်မရသည့်အတွက်ဖိတ်ကြားခံရွာကကျွေးမွေးရန် ကျို့တင်ဝဲယူထားသည့်ငတလောက်ပေါင်းများကို စိုက်ပြန်လာတွင်သည့်မမဟောစပင်အတုတက်ထားသောမဲလုံးဖြစ်လိမ့်မည်ဟု သူတွက်ချက်နိုင်လိုက်သည်။ကြောတင်သောပိုက်ဆံကိုရှင်းကမင်းပဲပြေးမလဲမဲမဲဟုံဟုနှုတ်မှအตาရေရွတ်လိုက်ရင်ထမင်းဆိုင်ထဲမှစာပလင်းတာပိန်ထွက်လိုက်သည်။မဲမဲဟုံထွက်သွားသည်ကမိနစ်နေငယ်ခန့်ကြာပြီးဖြစ်တော်လေစာပလင်းတာပိန်ကစိုးစင်းမြပူဟန်မရှိ။ သူ့ဟန်ပန်အတိုင်းအစ်စေးတည်ငြိမ်စွာရှောက်လာပြီးမဲမဲဟုံဤဗီဒီယိုကလစ်ကိုသူဤလူများထံပို့ဝေးလိုက်သည် စာပလင်းတာပင်ဤလူများသည် နေရာတကာ၌ရှိကြသည်စုံတောင်းလောကတွင်သောစာပလင်းတာပင်ကွန်ရက်လောက်ကြီးမားကျယ်ပြန့်သည်မရှိဟုပြောစမှတ်ပြုကြသည် စက္ကန့်ပိုင်းအတွင်းမှာပင် ပြန်ဝင်လာသောမက်ဆေ့များအရမဲမဲဟုံဘယ်နေရာသို့ရောက်နေမှန်းစာပလင်းတာပင်တိလိုက်သည် သူဤဝဲဘက်လက်ကိုတာမြောက်ပြီး ပတ်ထားသောလက်ပတ်နာရီနာကပ်၍တစုံတရာညွန်ကြားလိုက်ပြီးပြီးချင်းဆိုသလိုပပတ်လေမှစတစ်ကာနဲ့အပြစ်ကတ်ထားသော အနှဲ့ရောင်စိန်ခံကားတစီကထိုးဆိုင်လာသည်ကမ္ဘာနိုင်ငံကြီးများမှတမတော်ဝင်ကြီးချုပ်များ၏အနီးကပ်လုံခြုံရေးများကဲ့သို့မျက်မှန်အနှဲ့တက်ဆင်ပြီးအနှဲ့ရောင်ကော်အင်းကြီးဘောင်းမီတို့ကို စမတ်ကြစွာဝတ်ဆင်ထားသည့်အယက်မြင့်မြင့်ဗလာကောင်းကောင်းလူတယောက်က ကားပေါ်မှဆင်းလာကတကားကိုဖွင့်ပေးသည် စာပလင်းတာပိန်ကားထဲရောက်သည်နှင့်ဒရိုင်ဘာကကားကိုအမြန်မောင်းထွက်လိုက်သည်တမနစ်နှင့်30စက္ကန့်ကြာတွင် ပလက်ဖောင်းပေးသူကားထိုးရက်လိုက်သည်ထိုချိန်မှာပင်ကားတကားဖွင့်ပေးသူနှင့်ပုံတရံတူသူနှုတ်ကမဲမဲလုံးလုံးကိုခန္ဓာနှင့်လူတစ်ယောက်ကိုပေညာမှတစ်ဖက်စီကင်မကကားရဲသူပြစ်သွင်းလိုက်သည်ထိုသူ၏ခေါင်းပေါ်မှာ အနှံ့ရောင်အိတ်တလုံးဆွထားသောကြောင့်မျက်နာကိုမမြင်ရတော့လေသူရှောင်ခိုင်းထားသည့်မဲမဲဟုန်ဖြစ်ကြောင်းကိုစောင်းလင်းတာပင်အတက်တိလိုက်သည်မင်းမဲလုံးမဟုတ်လားမတိကျင်မှန်မှန်ပြောဟုအတန်ဒိတ်တနတ်ပြောင်းဝဖြင့်မင်းရောက်ကိုခက်ဆက်ဆက်ထိုးပြီးစောင်းလင်းတာပင်အမိန်ပေးလိုက်သည်နှစ်ခါမပြောလိုက်ရတကောလုံးတုံရင်နေသူက ဟုတ်ဟုတ်ပါလေအကြကြ ကျွန်တော်ကသတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဆောင်မေလုံးပါဘာကွာဘာသတင်းမှန်ပြန်ကြားရေးလေဘာဗိုလ်ချုပ်လေကဲကွာကဲကွာဖြောင်းဖြောင်းမေလုံးတယောက်ဘယ်ဘက်နဲ့ထင်ရောညာဘက်နဲ့ထင်မှာပူကနေဖြစ်သွားသည်စာပလင်းတာပိန်တပည့်အများကြီးနရင်အုံးမှုကို ခံလိုက်ရသည် မေလုံးမှာခဏငြိမ်သွားသည် စာပလင်းတာပိန်ကမေလုံးမိုဘိုင်းဖုန်းကို ယူစစ်ကြဟုပြောလိုက်သည် ခဏကြာတွင်ဒါခုနကသူရိုက်လက်ဆောင်မက်စီမပို့ရသေးဘူးစာပလင်းတောင်ပိန်ဖုံးကိုလှမ်းယူပြီးအတန်အတွက်ဖက်လိုက်သည်ဘစ်ထရီစပီယံဒေါနာအင်အားကမ်ပိန်သူကမျက်မှောင်ကျုပ်လိုက်ပြီးမင်းလုံးမင်းကဒီဘစ်ထရီစပီယံဒေါနာအင်အားကမ်ပိန်ကြောင်းကိုဘာသတင်းပို့မလို့လေဒီလိုပါအဖရိကြောက်တဲ့တော်လန်ရေးတက်တွေထဲမှာလက်တံပြောင်းတဲ့ဒေါနာတက်ရင်လေပါတယ် အခုသူတို့ကကမ်ပိန်းလုပ်နေလို့ကမ်ပိန်းသားခဲ့ပြေသွားရင်ဒုက္ခပိုရောက်တော့မယ်ဆိုပြီးအားလုံးကကြောက်လန့်နေကြတာအဲ့ဒါကြောင့်လှန့်ပြီးသတင်းပို့ပေးနေရတာပါမဲလုံးကို ရှင်းပြလိုက်ရတော့မလားဆရာ မရှင်းနဲ့အောင်ဟုစာပလင်းတာပိန်ကတားလိုက်သည်မဲလုံးကချင်းနေကချစ်ပေကြိုက်တဲ့ချိန်ရှင်းလို့ရတယ်အခုဆိုသူပြောတာတနိုင်ငံလုံးကမယုံကြတော့ဘူးတော်ကြာနောက်ခန့်လိုက်တဲ့သူက ူ့ထက်ပိုပြီးအလုတ်ပိုတော်နေရင်ခက်နေုံမေဒီမေမဲလုံးမင်းကိုဒီဒီချင်းချမ်းသာပေးလိုက်မေငါတို့ကိုပြဿနာပြန်ရှာဖို့မကြိုးစားနေစစ်သင်းញိုင်းကိုဒုံဆိုင်မိသူများစကားမင်းရင်ရိုက်သွားရလိမ့်မယ်ကြလားဟုတ်ဟုတ်ကဲ့ပါ အခုအเจ้าတွေလီအကြကြဘယ်သူကိုမှပြန်မပြောပါဘူးစောပလင်းတာပိန်ကကားကိုအရှိန်လျှော့ခိုင်းလိုက်ပြီးခေါင်းကိုတစ်ချက်စကားအချက်ပြလိုက်သည် ကားရကားဖြက်ခနဲပွင့်သွားက မဲလုံးဖင်ကို ခြေတော့ဖြင့်စောင့်ကန်ခံရပြီးအာကြကြဟုဩကမဲလုံးတလိမ့်ခောက်ကွေကြကြံရစ်ခဲ့လေတော့သည်မဲလုံးပြောသည့်ဒေါနာတရင်နှင့်ပတ်သက်သည့်တရင်ကိုပြော့ပြရန် ဖုန်းနံပါတ်တစ်ခုကို စာပလင်းတာပင်ခေါ်လိုက်လေသည်မတ်စတာဝေးတရီတော်ပို့ရှိကြကျင်စိုးတို့တရီကမတ်စတာဝေးတို့ဘစ်ထရီစပီယာဒေါနာအင်အားကမ်ပိန်းကိုမျက်စိတောက်ထောက်ကြည့်နေကြတယ် ကမ်ပိန်းတာဂက်ပြည့်သွားရင်သူတို့တွေဒုက္ခတွေ့တော့မယ်ဆိုပြီးလဲလန့်နေကြတယ်အခုလို့သတင်းပေးတာကျေးဇူးပါပဲကိုတာပိန်းတာဂက်ပြည့်ဖို့ကလိုသေးတယ်ဗျကျွန်တော်လဲအဲ့ဒီအတွက်ခေါင်းဆားနေတာအခုလဲကမ်ပိန်းအတွက်စောင်ပုတ်တစ်ခုစဉ်းစားနေတာကိုတာပိန်းကလည်းစားလေးရေးတာပဲကူပီစဉ်းစားပေးပါဦးစာပလင်းတောင်ပိန်ဖုံးကိုကန်ကအသာစဉ်းစားလိုက်သည်အကြံကောင်းတစ်ချက်ထွက်ဖို့ဆိုသည်မှာ စာပလင်းတာပိန်အတွက်တနတ်မောင်းတစ်ချက်ဆွဲသလောက်ပင်မကြာဟုစုံတောင်းလောကတွင်လူပြောများကြသည်ကျင်စုံမြန်ဖင်ကားစီဖို့ဒေါနာအင်အားမှာပါဝင်စို့ဆိုရင်ဘလို့သဘောရလဲမစတာဝေမစိုးဘူးဗျကိုတာပိန်ကျွန်တော်မှတ်ထားလိုက်မေခမားစာရေးတဲ့ခါလဲအဲ့ဒီဆောင်ပုတ်ကိုထည့်ရေးလိုက်ဗျာပြောပြောဆိုဆိုမှအလုံးအမတန်များသောမစတာဝေကဖုံးချသွားလေတော့သည် ယခုနားဆင်နေကြသောသူများတွင်လည်းကျင့်စိုးကိုအမြန်ဖင်ကားစေခြင်းသူများအမြောက်အများရှိပေလိမ့်မည်။ယင်းနေတဲ့တဲကကျင့်စိုးကိုအမှန်တကယ်ဖင်ကားစေလိုပါကဒေါနာကော်လန်ဖန်ဒရိုင်းစီ Facebook ပေးဒေါမဟုတ် Master Way ပေးသို့တွားရောက်ဆက်သွယ်က Victory Spear ဒေါနာအင်အားကမ်ပိန်းတွင် ပါဝင်ကြစေလိုပါသည်။ညံ့ညံ့၍အောင်အတူတွန်းပြီးအတူတူရုန်းချပါစို့။ Sovereign Tapping